အားလုံးမင်္ဂလာပါ SM Music School ကနေပြီးတော့မှအကျိုးဆုံးနှုတ်ခွန်းဆက်ပြရစီကျွန်တော်ကတော့နိုင်နိုင်ပါ rhythm တိခတ်နည်းတွေနဲ့အဲဒီ rhythm တွေမှာရှိတဲ့တချင်တစ်ပုတ်မှာရှိတဲ့ solo တို့ intro လေးတွေတီးတဲ့ဥစားလေးတွေကိုအလွယ်ကူချုံးမွေးစွာဖြင့်ကျွန်တော် acoustic guitar လေးတွေနဲ့တိခတ်သွားနိုင်ဖို့အတွက် hollow guitar လေးနဲ့တီးနိုင်ဖို့အတွက်ကျွန်တော်ပေါ်ပြပြီးတော့မှသင်ကြားပေးတာဖြစ်ပါတယ်အခုဒီနေ့ကတော့မျောလင့်ခြင်းကွင်းမြင့်ဆိုတဲ့ကိုအငဲရဲ့တချင်လေးကိုကျွန်တော်တို့တိခတ်ပြမှာဖြစ်ပါတယ် ဒီတချင်းလေးကဗီဒင်ရပြောမယ်ဆိုရင်အာတာမန်တိခတ်ဖို့နည်းနည်းခက်ခဲတဲ့ဘီလေးဖြစ်တယ်။သူက66 time လို့ခေါ်တယ်။1 2 3 4 5 6 1 2 3 4 5 6အဲ့ဒီမှာမှာကျွန်တော်တို့တချင်းရဲ့တန်စင်ပေါ်မူတည်ပြီးတော့မှတချင်းရေးဆက်တဲ့ပုံတရပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ခဘားတွေတီးရတာဖြစ်တဲ့အတွက်တပိမှာကျွန်တော်တို့ကဒီ four four time လို့ပြောမယ်ဆိုရင်ကျွန်တော်နှစ်ကော့တွားတာဖြစ်တဲ့အတွက်ကျွန်တော်နည်းနည်းလေးခက်ခဲတာတွေ့ရပါတယ်မြန်ဆန်တာတွေ့ရတယ် ထို့အပြင်ကိုကျွန်တော် intro တို့ solo တွေကိုလည်း solid guitar နဲ့မတီးပဲ acoustic guitar နဲ့တီးရတာဖြစ်တဲ့အတွက်နည်းနည်းလေးကျွန်တော်တီးခတ်တဲ့အခါမှာလက်တွေတွက်လက်ဖို့လက်တွေတန်မာဖို့လိုပါတယ်အာ beat to beat မှာကျွန်တော်အနည်းဆုံးကျွန်တော်တို့ scale လေးတွေကိုတစ်ခါတလေ6လုံးလောက်ကျွန်တော်တီးခြားတာဖြစ်တဲ့အတွက် the beat မှာ24လုံးလောက်ကျွန်တော်နှုံးနဲ့သွားတာဖြစ်တဲ့အတွက် eminent မြန်ဆန်တဲ့ဒီတီးခတ်တဲ့စနစ်ဖြစ်ပါတယ်ကျွန်တော် intro လေးကို rhythm အဖြစ်ကျွန်တော်တီးပြမယ်ဒီကြည့်ရအောင် ထိတ်မှသူ string တွေနဲ့တေးချတီးပြီးတော့မှကျွန်တော်တို့ဒီကိုဒီအငဲရဲ့ unplug ဒီ IC unplug show နော်အဲ့ပုံစံမျိုးတို့တိခတ်ထားတာဖြစ်တဲ့အတွက်အာအထိတ်မှာတော့သူ scale လေးတွေသူ ပြတ်သွားတာတွေ့ရတယ်ဒါကတော့မခက်ပါဘူး minor scale လေးဒီ minor scale လေးတွေကိုကျွန်တော်တို့လှပအောင် ဒီကိုချစ်ဆန်းမောင်ကတီးထားတာဖြစ်တယ်။ဆိုတော့ကြည့်အောင်ကျွန်တော် intro လေးသွားကြည့်အောင် intro ကတော့နဘာပဲရှိတယ်ဒါပေမဲ့အဲဒီ sick blues ထဲမှာပဲကျွန်တော်တို့ဟာဘာလေးလို့ကျွန်တော်ကော့နော့ကော့နဲ့တီးသွားတွေ့ရတယ်။ ် intro ကဒီလောက်ပဲနှစ်ခေါက်ပဲသူတီးသွားတာတွေ့ရတယ်ဒါဆိုရင်ကျွန်တော်တို့ bus ကိုထွားကြည့်အောင် ကိုရက်ဆိုကျွန်တော်ဆက်တက်သွားဖို့ဖြစ်တယ်တူတူ ော့တီးတဲ့ပုံစံလေးက66 blue ဖြစ်တဲ့တွေကျွန်တော်တို့ pattern ကိုသွားတဲ့အခါမှာ1 and a 2 and a ဒါမှမဟုတ်1,2,3,4,5,6,1,2,3,4,5,6,1,2,3,4,5,6,1,2,3,4,5,6အလိုသွားတာဖြစ်တယ်။ဆိုတော့ဒါကြောင့်မို့ဒီ pattern လေးကနည်းနည်းခက်တာဖြစ်တဲ့တွေ့တီးတဲ့အခါမှာခက်ခဲပါတယ်။ဒါပေမဲ့ဒီအကိုသေချာလေးလာလိုက်ရင်ကျွန်တော်တို့တကယ်ပဲအားစိုက်ပြီးလေ့လာရင်တော့ရနိုင်တာဖြစ်တယ်။ဆိုတော့ဆိုရင်ကျွန်တော်တို့ intro ကိုကြည့်အောင်။ အင်ဒိုတီးတဲ့ melody လေးတွေကျွန်တော်ကြည့်ရအောင်။သူက one beat ထဲမှာ6လုံးတည်းကိုတစ်ခါတီးလိုက်တာဖြစ်တယ်။အင်းဆိုတော့အဲ့တော့တခါတည်းသူကအပြက်ပဲတီး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 လေးဆိုရင်6လုံးတည်းက6လုံးတည်းဖြစ်သွားပြီ။ပြီးရင်တခါတည်းဆက်ပြီးတော့သူတီးတယ်။အဲဆိုတော့အမြန်တော့တီးတာတွေ့ရတယ်။ဆိုတော့ဒီ intro လေးကိုကျွန်တော်တောက်လျှောက်စက်တိုက်လေးကျွန်တော်တီးသွားကြည့်မယ်။ တိပြမယ်အနှိမ့်တိပြမယ်ကြည့်ရအောင် 네, 너를 감사다 리비아메. 那个，就那我们家里边吧，没记哦。 ဆက်တီးသွားတာတွေ့ရတယ်။တို့ဆိုတော့ကျွန်တော်တို့ဒီလိုတီးတဲ့ခါမှာ66ကို Pekinstein နဲ့ဒီကတီးလို့ရတာဖြစ်ရတယ်။1 2 1 2 3 4 5 6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 ဆိုတော့ got ကိုမူတီးပြီးတော့မှကျွန်တော်တီးသွားတွေ့ရတယ်ခုနအဆုံးလေးမှာကျွန်တော်တို့ဒီ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 ဒူရ ဆိုတာတွေ့ရတယ်ဆိုတော့ဂျားလေးတွေဂျားလေးထဲမှာ तू က melodic လေးတွေကိုအဲခုနအဖြတ်လေးကိုကျွန်တော်ထည့်သွားတွေ့ရတယ်ဆိုတော့ဒီတခြင်းလေးကတီးခတ်ဖို့ခက်ခဲပေမဲ့တကယ်ပဲလေ့ကျင့်မယ်ဆိုရင်သင်ကြားတတ်မြောက်နိုင်ပါတယ်တကယ်ပဲအားကျုံမှန်တဲ့စိတ်ပါလက်ပါနဲ့လုပ်မယ်ဆိုရင်တတ်ပါတယ်ဖြစ်ပါတယ်ဆိုတော့သင်တန်းလေးတွေဖိတ်ခေါ်ပြရစီကျွန်တော်တို့ဒီ SM Music School ကနေပြီးတော့မှဒီ online music class လေးကိုဖွင့်ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လေ့လာခြင်းနဲ့ ီ music class ကိုတက်ရောက်ဖို့ကျွန်တော်တို့လေ့လာခြင်းနဲ့ဆိုရင်အာကျွန်တော်တို့ဒီ page ထဲမှာ messenger ထဲမှာ live ကိုမေးမြန်းနိုင်ပါတယ်တင်နန်းကြည့်ဖြစ်ဖြစ်တင်နန်းတက်တဲ့အချိန်တင်နန်းကာလပြီးတော့တင်ကြားပေးတဲ့ဘာသာရပ်အဓိကတော့ကျွန်တော်စတင်ပေးတဲ့အခါမှာ basics level ကျွန်တော်တို့အာစပြီးတင်ပေးတာဖြစ်တယ်ဒါကျွန်တော်တို့စပြီးတော့မှ beginner class ဆိုကျွန်တော်စပေးတာဖြစ်တယ်အာတစင်ပြတစင်ကျွန်တော် advanced တို့ professional တို့သွားဖို့ရှိပါတယ်ဒါမှကျွန်တော်တို့ဒီတင်နန်းလေးတွေကိုတက်ရောက်ဖို့ ဒီနေ့ကနေပြီးတော့မှကျွန်တော်တို့လေးစားစွာဖြင့်ကျွန်တော်ဖိတ်ခေါ်ပါရစေ။ retrieve စွာဖြင့်ဖိတ်ခေါ်ပါရစေ။ကျေးဇူးတင်ပါတယ်။